ဲ့ဒီကနေ့တော့ပိတ်သက်တွေအားလုံးလည်းပြောအောင်ပတ်စံမက်ဂျစ်လေးတခုပေါ့နော်အဲ့တော့ဒီမှာတော်တော်โอเคဒီအိမ်ပုံစံလေးရဲ့အိမ်ခေါ်မှုအပြင်ဘက်မှာပြင်ဘက်မှာတို့ပတ်စံလေးထားလိုက်သူက၅ချောင်းရှိတယ်၅ချောင်းလေးက၃ချောင်းပဲရွှေ့ရ၃ချောင်းရွှေ့လိုက်တာနဲ့တပြိုင်တည်းအဲ့ဒီပတ်စံလေးကအိမ်ထဲကိုရောက်လာမယ်ဆိုရင်အဲ့ဒီပတ်စံကိုပိုင်သွားလိုက်โอเคအဲ့တော့စကြည့်အောင်အောင်ကဒီဒီ နေရောက်တော့ပြောပါပြီအင်ပြန်လို့ကဲနောက်ဆုံးချက်တက်ကြိုးစားကြည့်နော်ပုံကြောင်မွှေးရမှာနော်ဟင်းအဲ့ဆက်ကြည့်ဒီနေနေဒါကအင်းအမ်တူတော့နော်အမ်ဖြစ်တော့မှာလေဆောက်ပါဒီဆောက်သားလေးတိုင်းလေးပဲဖြစ်ရနော်ဟုတ်ဟိုအဲ့ပုံစံလေးကဘလို့ရွှေ့ရွှေ့အဲ့ပုံစံလေးပဲဖြစ်ရမယ်နေရာတော့ရွှေ့ရွှေ့ပါနော်ဟုတ်ကဲ့ဆရာ ဒါဆိုရင်အခုစပ်ပြမယ်။ဟုတ်ပြီနော်ကြည့်အောင်။ဒီပရမောဆုံးဒီဒူလေးတစ်ချောင်းအောင်ရွှေ့မယ်။တစ်ဟုတ်ပြီနော်ဟာနှစ်ဟောအင်းနော်အဆန်ကြီးရောက်ပါပါဒါပဲပိုင်သွားပြီနော်။မိုက်တယ်နော်။ဟုတ်ကဲ့ပါမိတ်ဆက်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာ။ ခုလိုပြပွဲတရားကျွန်တော်တို့ quiz magic လို့ခေါ်ပါတယ်ညံစမ်းကျွန်တော်တို့ magic ပညာရေးဖြစ်ပါတယ်ညဒါကတာမန်ညံစမ်းတွေမဟုတ်ပါဘူးသူ့မှာလျှို့ဝှက်ထားတဲ့လျှို့ဝှက်ချက်တွေပါတယ်ဒီလျှို့ဝှက်ချက်တွေကိုသိရတဲ့လူတွေကတော့ဒီညံစမ်းလေးကိုအလွယ်တကူကျော်ဖြတ်နိုင်ပါလိမ့်မယ်တို့တော့လည်းတစ်ခါမှမမြင်ဘူးမကြည့်ဘူးမတွေ့ဘူးသေးတဲ့သူတွေဆိုရင်တော့ဒီလိုညံစမ်းလေးကတော်တော်စဉ်းစားရခက်တဲ့အပြည့်ထုံးဝင်ခက်ခဲတဲ့ပုံစံတွေဖြစ်ပါတယ်ညအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ magician နင်းနေပဲဖြစ်ပါတယ်ည